ော်အဲ့လိုမျိုးလေးတွေအများကြီးကဝဲနဲ့စဖြစ်အောင်ပေါ့နော်ဒီ eight dimensional ဝဲနဲ့ဆိုတာရှိတယ်ပေါ့နော် physically တခုတည်း strong ဖြစ်နေလို့မရဘူး mentally လည်း strong ဖြစ်နေလို့မရဘူးကျန်တဲ့ဟာတွေ intellectual เนาะ spiritual เนาะပြီးလို့ exercise pattern เนาะတကယ် practice ပြန်လုပ်လို့ရှိရင်ကိုယ်နဲ့ဘယ်လိုမျိုးတွေနဲ့ပေါ့နော်ဒါကဟိုအောင်မြင်တဲ့ဖြစ်လားမဖြစ်လားဆိုတဲ့ဟာတွေကိုမှန်မှန်ကန်ကန်နီးစနစ်တွေကိုပြည့်ပြည့်ရှင်လို့ဒီ YouTube channel လေးကိုဖွင့်တာဆရာသင်နေတဲ့ဟာတွေသူတို့လူတွေကိုဘာတွေပေးနေရလဲ ဲ့လိုမျိုးပေါ့နော် class style တွေကဘလို style တွေနဲ့ခွဲထားရလဲ Beijing ကတော့ဘာအတွက်သွားလဲ Beijing ကတော့ high intensity interval training တွေ circuit routine တွေ Beijing ကကြတော့မသွားခင်မှာ breakfast ကို preparation တေချာမလုပ်ဘူးပေါ့နော်စာချင်တဲ့ဟာတွေစားတယ်ကို knowledge တွေမရှိဘူးဆိုတဲ့ခါကျတော့ပုံမှန်လူတွေလိုပဲပေါ့နော်မနေ့ဆိုရင်မွေးငါးစားတယ်အားလုံးပဲမင်္ဂလာပါရှင် close by ပြေးကနေကျေးဇူးလိုက်ပါတယ် ပြီးဒီနေ့ပြပြပေးသွားမှာကျွန်တော်ဒီပြီး fitness journey ကိုဘလို့စခဲ့တာလဲဆိုတာရယ်ပြီးတော့ trainer ဘလို့ဖြစ်လာလဲဆိုတာရယ်အဓိကတော့ဒီ YouTube channel လေးကိုမိတ်ဆက်ပေးချင်တာပေါ့နော်ဒီ YouTube channel လေးကို friend ရတဲ့ ရည်ရွယ်ချက်နဲ့ပြီးလို့ရှိရင်ဒီလူတွေကိုဘယ်လိုလုပ်ပြီးတော့ဒီ YouTube channel လေးရနေပြီးတော့သတင်းချက်လက်တွေပေးသွားမှာလဲဆိုတဲ့ဟာမျိုးပေါ့အာဒီဘုဒ္ဓတာတွေပေါ့နော် sharing လုပ်တောင်းပေးမဲ့အကြောင်းအရာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ first ကကျတော့ပြီးကဒီ fitness level ထဲကိုစတင်ပြီးဝင်ရောက်လာတာကျတော့အဲအဓိကတော့ကျန်းမာရေးအခြေအနေကြောင့်ပေါ့နော်ကျမရေးကအဓိကဒီအသက်အစီဖုံးတယ်ပြီးလို့ရှိရင်ကိုလက်စထရောတွေအမြအမြင့်မြင့်လာတယ်ပေါ့နော်ပြီးလို့ရှိရင် low density LDL ကိုလက်စထရောမြင့်လာတယ် triglyceride level မြင့်လာတယ်ပြီးလို့ရှိရင် င်ပြီးရကြတော့ဒီ office အလုပ်ကိုလုပ်တယ်ပေါ့နော် night to five လုပ်တယ် night to five လုပ်တဲ့ခါကျတော့အာမနေ့ဆိုလို့ရှိရင်လည်းဒီ office ကိုမသွားခင်မှာ breakfast ကို preparation တိကျမလုပ်ဘူးပေါ့နော်စာချင်တဲ့ဟာတွေစားတယ်ကိုက knowledge တွေမရှိဘူးဆိုတဲ့ခါကျတော့ပုံမှန်လူတွေလိုပဲပေါ့နော်မနေ့ဆိုရင်မွေးငါးစားတယ်မုတ်ဖတ်တွေစားတယ်ထမင်းနဲ့နေစားတယ်อืมတခါလေကြလို့ရှိရင်လည်းစီထမင်းနဲ့ coffee တွေတောက်တယ်ထမင်းအာလက်ဖက်ကြီးတောက်တယ်အဆုံပေါ့ပြောရရင်ကိုရိုးရရင်ချင်းမှု ပုံစံကဘလို့စားလဲဆိုရင်ကိုယ့်ရဲ့ဒီအာမြမဆိုလို့ရှိရင်လည်းမြမရိုးရအစားအစာတွေကိုပဲဒါတွေပဲစားတယ်ပေါ့နော်ပြပြဆိုလို့ရှိရင်လည်းညဘက်ဆိုရင်လည်းအချိန်တိုင်းအချိန်မှအိပ်တယ်အဲအရင်အပြောမှဆိုရင် life style ကပြောမှဆိုလို့ရှိရင်အရန်ကို healthy မဖြစ်ဘူးပြီး knowledge လည်းမရှိဘူးပေါ့နော်ဝေးချမှဆိုလို့ရှိရင်တမိန်တွေမစားပါနဲ့ပုံမှန်လူတွေလိုပါပဲပြေးကလည်းတူတူပဲပေါ့နော်လူတွေထဲကလူတွေတယောက်ပဲပေါ့ပိန်ရှင်နေဆိုလို့ရှိရင်တမိန်တွေဖြတ်လိုက်တယ်ဖြူရပြူဖြစ်သွားတယ်လူကဝေးချိန်နေချိန်ပြီးလို့ရှိရင်ဝေးမကြရင်စိတ်တက်ကြတယ် ဝိတ်တက်လို့ဝိတ်ကျသွားရင်ပျော်တယ်ပေါ့နော်အဲ့လိုပဲအဲ့လိုပုံစံမျိုးနဲ့ပြရဒီပါရမကတော့ကျမရေးဆရာဝန်ကလေ့ကျင့်ခန်းလုံးအောင်ပြီးတော့နောက်တစ်ခုကပြီးမှလေကောင်းယောဂဖြစ်လေကောင်းပြတနာပေါ့နော်ဒီကပြီးမှတ်မိသလောက်ပြောရမှာဆိုလို့ရှိရင်တော့ပြီး9ရက်10ရက်လောက်တည်းကစပြီးတော့ပြတနာဖြစ်တယ်ပေါ့နော်အကြာကြီးထိုင်လို့ရှိရင်အเจ้าမှာဆိုရင်လည်းနာလာတယ်ပြီးလို့ရှိရင် toilet သွားလို့ရှိရင်လည်းနာကျင်တဲ့ဝေဒနာတွေခံစားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဖြစ်တယ်ဖြစ်တဲ့ခါကျတော့ပြီးဒီလုပ်ငန်းခွင်နဲ့ရောက်လာတဲ့ခါကျတော့လည်းပြီးက meeting တွေအကြာကြီးထိုင်ရတယ်ပေါ့နော် အဲ့တော့ဒီလင်ကောင်းပြဿနာကပိုဆိုးလာတယ်ခါလေကြာလို့ရှင်လဲကိုမီဒီထဲမှာဆိုတဲ့အခါကျတော့ toilet သွားဖို့လဲခါလေမမိဘူးပေါ့နော်အဲ့ကြရင်ဝမ်းချုပ်သွားတယ်ဝမ်းချုပ်သွားတဲ့အခါကျတော့ဆက်အဆက်ပြီးတော့ပေါ့နော် ပြောမယ်ဆိုလို့ရှင်နောက်တစ်ခါမတက်ချင်တော့ဘူးပေါ့မတက်ချင်အဲ့ဒီကနေပြီးတော့အစားအသောက်မမှန်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှင်တခါလေကြာရင်လည်းနေ့လေစားလော့တယ်ခါလေကြာလို့ရှင်လဲညာ အပြောမစင်တော့ rule ထိမမှောင်ပေါ့เนาะစားချင်းအမ်လော့သွားရင်လည်းမစားလိုက်တော့ဘူးမလော့ရင်လည်းစားတယ်ပေါ့ပုံမှန်မရှိဘူးပေါ့ဒါပေမဲ့အစားတော့ကိုကြိုက်တဲ့အထဲမှာတော့ပါတယ်ပေါ့เนาะအဲ့တော့ PR fitness channel ရဲ့ကျတော့ဒီယောဂတွေဘယ်ပွားဖြစ်သွားတယ်အသက်25 6လောက်မှာကိုပဲဆေးထုတ်ခြင်းနဲ့သွားနေရတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့เนาะအဲ့ကြောင့်မလို့အဲဆရာဝန်ကအေးလက်ကျင်ကပုံမှန်လုပ်ပေးလမ်းတစ်ခြားလျှောက်ပေးအရင်တည်းကတော့ပြောမှမဆိုရင်ကျောင်းမှာတော့ကကြတော့ဒီ sport activity တွေတော်တော်ပါဖြစ်တယ်ပေါ့နော် badminton တို့ ပြီးတော့ volleyball တို့ပေါ့နော်ဒီ women volleyball မှာဆိုလို့ရှိရင်လဲ champion အနေနဲ့တော့ပါခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒါပေမဲ့တက္ကသိုလ်ပြီးသွားတာတက္ကသိုလ်တကြောင်းပေါ့နော်လုပ်ငန်းခွင်ရတဲ့အချိန်မှာကြတော့အဲ့ဒါတွေမရှိမရှိတော့ဘူးမပါဖြစ်တော့ဘူးပေါ့မပါဖြစ်တော့တဲ့အခါကျတော့ပြီးက ဒီပထမတော့အပြေးကအိမ်သားမှာနည်းနည်းပါပြေးတယ်ပေါ့နော်မနေ့ sorry ဆိုတော့ပြေးတယ်အပြေးတဲ့ခါကျတော့အရင်တော့15မိနစ်ပဲပြေးနိုင်တယ်ပေါ့နော်နောက်တော့မိနစ်20နဲ့30 45မိနစ်ကတနာရီအထိပြေးနိုင်တယ်ပေါ့ပြီးတော့နောက်တစ်ခုအဲ့ဒါအရင်နဲ့ပြီးရ practice လုပ်လာတာပေါ့နော်အဲ့တော့ကော knowledge လည်းသိမရှိဘူးပြီးတော့ technique တွေလည်းမသိဘူးပေါ့နော် exercise strategy တွေပါညာနားမလည်ဘူး program တွေပါလည်းမသိဘူးဆိုတဲ့ခါကျတော့ပြေးတယ်ညာရင်နားတယ်မညာရင်မနာဘူးအဲ့လိုပုံစံမျိုးနဲ့ပေါ့ brain ပြေးတာပေါ့နော်လူပဲနင်းနေပြေးတယ်အဲ့လိုပုံစံမျိုးနဲ့ပဲပြေးရ လောက်လာတယ်တော့လည်းကကျတော့နောက်စပိုင်းပြီးမှကိုရစောရည်လည်းကုန်ကျသွားတယ်ဟဲ့အကန်းခန္ဓာကိုယ်တော့ကျန်းမာသွားတယ်ပေါ့ဒါပေမဲ့ပြီးကအဲ့ဒါကိုအရင်ကြိုက်သွားတယ်ကြိုက်သွားတဲ့ခါကျတော့ကျင်းဆော့ပြီးလို့ရှိရင်အဲ့ဒီ technique တွေအများကြီးကိုလိမ့်လာချင်းလာတဲ့စိတ်ဖြစ်လာလို့သင်္ဍန်းနေတက်လိုက်တယ်ပေါ့နော်သင်္ဍန်းနေတက်လိုက်ပြီးတဲ့ခါကျတော့ပြီးကပြောမယ်ဆိုလို့ရှိရင် ခုနလိုမျိုးပေါ့နော်အဲ weight charge weight charge ချင်းနဲ့ပိန်ချင်းနဲ့ဆိုလို့ရှိရင်အစားအသောက်လုံးဝဖျက်ပလိုက်တဲ့ပုံစံမျိုးဆိုတာကြီးကိုပြီးလဲ မခံနိုင်ဘူးပေါ့နော်ပြောရရင်သူများရဲ့ရေရှည်လောက်တယ်ရေရှည်လောက်တယ်ဆိုတာဘာဖြစ်လို့လုံးနိုင်လဲဆိုတဲ့ဟာမျိုးပြရอืมသိချင်းလာတယ်ပေါ့နော်အားကြောင့်မလို့ဒီလုပ်ငန်းစဉ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းစဉ်ကတော့ငါရေရှည်သွားနိုင်မဲ့ပုံစံမျိုးမှအဆင်ပြေမယ်ပေါ့နော်ဒီရေတိုပုံစံမျိုးဆိုရင်မပြေဘူးဆိုပြီးတော့ပြေကအသိပညာဘုသူတတွေရှာမိတယ်အဲပြီးလို့ရှိရင်လိတ်လာတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်လည်းပြီးဒီဟာကိုဘယ်လောက်ထိ ာယုံဆိုင်ခံလဲဆိုလို့ရှိရင်ပတ်စံတွေအများကြီးရင်းနှီးခဲ့တယ်။တင်တန်းတွေတက်လို့ရှိရင်တင်တန်းတစ်ခုကိုအနည်းဆုံး3သိန်းရနဲ့4သိန်းထိပေးရတယ်။2သိန်းခွဲ3သိန်းပေါ့နော်။ပြီးပြီဆိုလို့ရှိရင်အိမ်မှာလည်းပစ္စည်းတွေဝယ်တဲ့ဟာကြလို့ရှိရင်လည်းပြီးက တော်ရုံကပြည့်ရတကယ် personality ကအရန်ကိုစိတ်မြန်တဲ့ personality ပေါ့နော်တခုခုလိုချင်လို့ရှင်လိုက်ချက်ချင်း brand ခနဲ့ဝယ်လိုက်တယ် brand ခနဲ့လုတ်လိုက်တယ်ပေါ့နော်ဒါမှမဟုတ်ဒီ fitness journey ကိုကျတော့ပြည့်စိတ်ရှိဆုံးလို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတဲ့ခါကျတော့ပြည့်တခုချင်းတဆင့်ချင်းစီတက်တယ်ပထမယောဂဖြာလေးဝယ်လိုက်တယ်ပြီးတော့အလေးတုံးသေးသေးလေးတွေအရင်ဝယ်တယ်2ကီလိုတုံးပဲတုံးပဲရှိတယ်ပြီးတော့ဒီမှာဆော့တဲ့ကျိုးလေးတစ်ကျိုးရှိတယ်အဲ့ဒါလေးပဲအဲကျန်တာပေါ့မရှိဘူးအိမ်မှာပဲဆိုတဲ့ခါကျတော့လေနောက်ပထမဆုံးနံပါတ်1ကပြည့်တယ်ဒုတိယက ယောဂဖြာတစ်ချက်နဲ့နော်တတိယကကျတော့အလေးတုံးလေးတစ်စုံဝယ်တယ်အဲပြီးတော့မှတင်ပါဆွတ်တဲ့ကျိုးလေးဝယ်တယ်ပြီးတော့မှဂျင်မူသွားတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြီးကတစ်နှစ်ကြော်ကြော်လောက်ထိကိုလှုပ်လိုက်တာပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ပြီးဒါကိုတဆင့်ပြီးတဆင့်တက်လာခဲ့တယ်တဆင့်ပြီးတဆင့် knowledge တွေအဲသိပညာဘူးသူတ္တတွေအများကြီးရှာမိခဲ့တယ်အများကြီးသိအောင်လုပ်ခဲ့တယ်နောက်ဆုံးကွာဒီဘဏ်ကကိုရောက်လာတဲ့ချိန်ထိတောင်မှပြောမယ်ဆိုလို့ရှိရင်ကြောင်းနေလိုက်တက်တယ်ဒီဘဏ်ကမှာထိုင်းနေဘလို့နီးပညာတွေနဲ့လုပ်နေလဲပေါ့နော်ပြီးတော့ ဘလို့နီးဟိုနီးစနစ်တွေသူတို့ထိုင်းတွေကသုံးလာများလဲပေါ့အဲကိုမြန်မာတွေနဲ့ဆိုလို့ရှိရင်ရောဘာတွေကပို့ပြီးတော့သိတောင်လဲပေါ့အဲ့ဒါမျိုးတွေကိုလိုက်လေးလာတယ်အဲ့တော့ဒီမှာလာတင်တယ်အမေရိကန်ဆရာကြီးလာတင်တယ်ချိန်နာကဆရာကြီးလာတင်တယ်နော်သူတို့ရဲ့နီးပညာတက်ခနစ်တွေမတူဘူးပေါ့နော်ယူရိုဘက်ကလာတယ်အော်စတြေးလျဘက်ကလာတယ်ပေါ့နော်အဲ့တော့အိုလံပစ်လစ်ဖ်တင်မှာပဲသူတို့တက်ခနစ်နဲ့သူတို့ရှိတယ်ပေါ့နော်တချို့ကကြတော့ ဒီ nif open net မလုပ်ဘူးတချို့ကြတော့လည်း nif open net အများကြီးလုပ်တယ်တချို့ကလည်း jam မလုပ်တယ်တချို့က jam မလုပ်ဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးပေါ့နော်ကွဲပြားချမ်းသာတဲ့ဟာတွေကဘာလို့ကွဲပြားရလဲဘာတွေအားသာချက်ရှိလဲဘာတွေအားနည်းချက်ရှိလဲအကုန်လုံးကိုပြည်ဒီမှာစားရရောက်ချင်းပေါ့2020နှစ်မှာစားရောက်တယ်2020နှစ်မှာလိတ်လာတယ်ပေါ့နော်အဲ့မတန်ခင်ကတော့မြန်မာပြည်မှာဂျင်မလေးဖွင့်လိုက်သေးတယ်အိမ်မှာလေအဲစတူဒီယိုလေးပေါ့အသေးလေးဒီအာမီနီစတူဒီယိုလေးဖွင့်လိုက်ပြီလို့ရှိရင်ဒီအိမ်သားမှာပေါ့နော်အိမ်နဲ့တဝိုင်းနဲ့ကိုယ်တငယ်ချင်းအနီးနားတွေကိုထွင်းတယ် အဲ့ဒီကနေပြီးတော့ယုံလုံးကိုလည်းမထွက်သေးဘဲနဲ့အမ်ပါဆန်နေနဲ့အလုပ်လုပ်တယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်တော့ပြောမှဆိုလို့ရှိရင်တပြည့်ဒါကိုလုံးဝရွေးချယ်လိုက်မယ် ပြီးဒါအောင်ပဲဇွန်ဝင်လိုက်မယ်ဆိုပြီးတော့စိတ်ကိုလုံးလုံးပိုင်းဖြတ်လိုက်တဲ့အချိန်ကျတော့မပြေကအလောက်ကထွက်လိုက်ပြီးတော့ဘန်ကောက်ကိုတန်းလာလိုက်တာပေါ့နော်အဲရောက်တော့အခါကျကျောင်းတွေတက်တယ်တနားတွေတက်တယ်လိုက်လေလာတယ်ဆမနာတွေသွားတယ်ဝါ့ခ်ရှော့တွေသွားတယ်အများကြီးလိုက်လေလာတယ်ပြောမယ်ဆိုလို့ရှိရင်ဂျင်မနီလည်းလိုက်ပြီးတော့မမ်ဘာရှစ်ဝင်တယ်ဘယ်ဂျင်ကဘလို့ထွင်းတယ်ဘလို့ကဘလို့ထွင်းတယ် cross face ဂျင်တွေကဘလို့ထွင်းတယ် group training class တွေကဘာတွေလဲဆိုတဲ့ဟာတွေကိုအများကြီးလိုက်လေလာတယ်ပေါ့နော်အဲ့တော့သူတို့ဆီကသင်နေတဲ့ဟာတွေသူတို့လူတွေကဘာတွေပေးနေရလဲ အဲ့လိုမျိုးပေါ့နော် cloud style တွေကဘလို style နဲ့ခွဲထားရလဲ Beijing ကတော့ဘာအတွက်သွားလဲ Beijing ကတော့ high intensity interval training တွေ circuit routine တွေ Beijing ကကြတော့အမျိုးသမီးတွေကို specialize လုပ်ပြီးလို့ရှိရင်ဒီ glue training တွေဘလို adding လုပ်သွားလဲဆိုတဲ့ဟာတွေနောက်တစ်ခုကတချို့တရားကြတော့လဲဒီ overall body functioning functional training တွေကိုဘလို adding လုပ်သွားလဲပေါ့နော်ပြီးတော့ဒီ nascent ဒီအဲ National Institute ဒီဟုတ်စာနေပြီးတော့အမေရိကနေဖွင့်ထားတဲ့ကျောင်းမှာသွားတက်တယ်အဲ Nissan ကျောင်းမှာပေါ့နော်အဲ့မှာ CPT Certified Personal Trainer တက်တယ်နောက်တစ်ခုကကျတော့ CS ပေါ့နော် Karate Exercise Specialist တက်တယ်ပေါ့နော်အဲ့တော့ Karate Exercise Specialist ကတော့အများကြီးကိုထောက်ပံ့ပေးသွားတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူက ဒီခန္ဓာကိုယ်ရဲ့ဒီ body posture မှားနေတဲ့ဟာတွေခန္ဓာကိုယ်မှာပေါ့နော်လူတစ်ယောက်ကလုံးဝ normal people တစ်ယောက်ဆိုလို့ရှိရင်ဒီ muscle overactive underactive ဖြစ်နေတဲ့ဟာတွေပြီးလို့ရှိရင် muscle ကကြတော့ကြွသားတွေကမညီမျှတဲ့ဟာတွေပေါ့နော်ညာဘက်ကဆိုရင်တန်တယ်ဘဲဆိုရင်မတန်ဘူးတန်တဲ့ကြွသားတွေကြတော့ဘာဖြစ်နေလဲ over ဖြစ်နေတယ်မတန်တဲ့ကြွသားဘာဖြစ်နေလဲ under ဖြစ်နေတယ်အဲဒီတော့ ဒီဟာကလန်သနေနဲ့ဆွသနေဆိုပြီးတော့ဒီအန်တာဖြစ်နေတဲ့ဟာကိုဆွသနေလုံးမယ် over ဖြစ်နေတဲ့ဟာကိုလန်သနေလုံးမယ်အဲ့လိုပုံစံမျိုးနဲ့ prohibition integration ဆိုတဲ့ဟာတွေ technique တွေအများကြီးကိုလေ့လာခဲ့တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှပြေကဒီ personal trainer life ကိုသွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာပြေရဲ့ဆရာကောင်းတွေနဲ့တွေ့ခဲ့တယ်မော်ဂျီမာဆိုရင်လည်းဆရာဆရာထောင်းဖြူတွေနဲ့တွေ့တယ် နောင်တယောက်ဆိုလို့ရှင်လဲဆရာဒီအာဆွီဒင်ရဆရာပေါ့နော် Jasper အာ Kampson နဲ့တွေ့တယ်အဲသူတို့ဆိုလို့ရှင်လဲဒီမှာ Private Studio တွေဖွင့်ထားတဲ့ခါကျတော့အများကြီးပြည်ကိုပြင်ရတယ်သင်ပေးခဲ့တယ်ပြီးတော့ပြည်ကဒီဘန်ကောက်မှာပဲတခြားဒီ Freelance Personal Trainer လိုက်လုပ်တယ်အဲ Condo တွေမှာ Like Train နဲ့ပြီးလို့ရှင် Gym တွေမှာ Train နဲ့ပေါ့နော်အဲ့တော့ Okay အဲ့ဒါကနေပြီးတော့ပြည် Online Training Client တွေရလာတယ်ပေါ့နော် အဲ့တော့ပြည်ဒီလောကထဲကိုလုံးလုံးရနိုင်တာကတော့ပြည်ရဲ့အရင်တုန်းကတည်းကပြည်ကိုချစ်ပေးတဲ့အားပေးတဲ့သူတွေရှိလို့လဲပါတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှပြည်ရဲ့ဒီ YouTube channel လေးကိုဖွင့်မယ်လို့စိတ်ကူးခဲ့တယ်အရင်တုန်းကလည်းဖွင့်ခဲ့တယ်ပြည် face ဆိုတာနဲ့တခုတစ်ခါဖွင့်ခဲ့တယ် glow with speed ဆိုတာနဲ့တစ်ခါဖွင့်ခဲ့တယ်အခုကတော့ဒါ glow by ပြည်ဆိုပြီးနောက်ဆုံးလို့ပဲပြောမှာပေါ့နော်နောက်ထပ်လည်းပြည်လို့ဖို့အင်အားလည်းမရှိတော့ဘူးပေါ့နော်ဒါသည်ပြည်ရဲ့အဲပြည် fitness journey တစ်ချက်မှာနောက်ဆုံး YouTube channel လို့ ပဲပြောလို့ရမယ်ဆိုပြီး fade တော့ပါပြည့်လို့ပြက်သွားလဲဆိုတဲ့ခါကျတော့อืมပြီးဖွင့်ထားတာတစ်နေ့ကြော်ပြီဆိုတော့ monetization လောက်ချက်လို့မရတော့ဘူးဆိုလို့ဖြတ်လိုက်တယ်အဲနောက်တစ်ခုမှကျတော့ gross win speed မှာကြတော့မဖြစ်လို့လဲဆိုတဲ့ခါကျတော့ scammer လာထိတယ်။အဲ scammer တွေထိပြီးတော့ပြည့်ရဲ့ video တွေကို comment တွေ like ပေးတယ်။ပုံစံတူ comment တွေကနေပြီးတော့ difference ဖြစ်တဲ့ account တွေကနေပြီးတော့ comment 50 60 90အထိကို like လိုက်ပေးတဲ့ခါကျပြည့်အဲ့ဒါတော့လဲ block လိုက်ရတယ်ပေါ့နော်။နောက်တစ်ခုဒါကတော့နောက်ဆုံးအနေနဲ့ဒီလူတွေကိုပြည့်ပါပေးခြင်းလဲဆိုတဲ့ခါကျတော့ fitness နဲ့ပတ်သက်ပြီးခုနလိုပြည့်လို့မျိုးပေါ့နော်။အမ်ဝေးချမယ်ဆိုရင်ထမင်းမစားတော့ဘူး။ ပြောမယ်ဆိုရင်ဘယ်ချိန်အဲ့ဘယ်ချိန်စားဘာချိန်လှုပ်ဆိုတာလည်းနားမလည်ဘူးလှုပ်ချင်တာလှုပ်တယ်ပြေးချင်တာပြေးတယ်ခုံချင်တာခုံတယ်ဘာဖြစ်သွားမှလည်းမသိဘူးအင်ဂျင်နီယာသွားမှလည်းမသိဘူးဆိုတဲ့လူတွေကိုဒီလိုပုံစံမဟုတ်ဘဲနဲ့တကယ်ကိုနီးစင်းနေကြကြနဲ့ fitness ဆိုတဲ့ဟာကိုထက်ထက်ဝင်ဝင် deeply နားလည်ပြီးတော့ကိုယ့်ရဲ့ life မှာပြန်လည်ပြီးတော့ဒီဟာကိုအ apply လုပ်မယ်ပေါ့နော်ဒီ fitness ကို approach ပေါ့နော်ဒီ knee အာ ချိကတဲ့အချိန်မှာမှန်ကန်တဲ့လမ်းတွေနဲ့ချိကပြီးတော့ long term goal ပေါ့နော်ဒီ fitness journey ကို long term သွားဖို့အတွက်ကိုဒီ education နဲ့ပတ်သက်ပြီးတော့ knowledge နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် technique နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် exercise နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် program နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် principle နဲ့ပတ်သက်ပြီးတော့ဖြစ်ဖြစ် theory နော် practical exercise pattern နော်တကယ် practice ပြန်လုပ်လို့ရှင်ကိုနဲ့ဘလိုမျိုးတွေနဲ့ပေါ့နော်ဒါကဟိုအဝင်ခွင့်ချက်ဖြစ်လားမဖြစ်လားဆိုတဲ့ဟာတွေကိုမှန်မှန်ကန်ကန်နီးစနစ်တွေကိုပြည့် ပေးချင်လို့ဒီ YouTube channel လေးကိုဖွင့်တာဖြစ်တယ်။အဲ့တော့ဒီ YouTube channel ဒီပြည့်ရဲ့ lifestyle လည်းပါမယ်ပြည့် exercise routine တွေလည်းပါမယ်ပြည့်ဒီအေးလေ့ကျင့်ခန်းနဲ့ပတ်သက်ပြီး nutrition နဲ့ပတ်သက်တာလည်းပါမယ်ပြည့်နောက်တစ်ခုကကျတော့ health coaching နဲ့ပတ်သက်ပြီးလည်းပါမယ်ပေါ့နော်။ဒါဆို lifestyle and health awareness ကကျတော့ခုနောက်ပိုင်းမှာအရင်ကြီး modernize ဖြစ်လာတယ်။ဒီနေ့ခင်မှာဆိုလို့ရှိရင် health awareness ကိုမသိတဲ့လူဆိုလို့ရှိရင်ခင်နောက်ကြကြံခန့်ကြီးပေါ့နော်။ကိုကကျတော့ဘယ်လိုပြောရမလဲ။ life ကိုဟိုအမှတ်တမဲ့ပေါ့နော်။ အာလျှက်တပြက်ဆိုတဲ့ပုံစံမျိုးနဲ့နေလို့မရတော့ဘူး။ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့လူတွေကဘယ်ချိန်မှာဘယ်လိုဘာဖြစ်သွားမလဲဆိုတဲ့ဟာကိုမသိနိုင်ဘူးပေါ့နော်။အဲ့ဒါကြောင့်မို့လို့ I especially things တွေကကျတော့ကိုယ့်ရဲ့ life မှာဘယ်ပေါက်ကဘယ်ချိန်တွေကဘယ်ရှုတော့ကဝင်လာမှမှမသိတဲ့ဟာကိုပြည်တော့ကကြိုတင်ပြီးတော့ awareness ဖြစ်ဖြစ်နော်။ emotional intelligence emo အာပြောမှပြောရှင် emo အာ self awareness ပေါ့နော်။ ဒီ social awareness ပေါ့နော် social management ပေါ့အဲ့လိုပုံစံမျိုးလေးတွေကိုပါပြီးတော့နေ့စဉ် routine မှာထည့်လာရတော့မယ်ပုံစံမျိုးလေးတွေ mindfulness တွေပေါ့နော်အဲ့လိုမျိုးလေးတွေအများကြီးကို awareness ဖြစ်အောင်ပေါ့နော်ဒီ eight dimensional awareness ဆိုတာရှိတယ်ပေါ့နော် physically တခုတည်း strong ဖြစ်နေလို့မရဘူး mentally ရော strong ဖြစ်နေလို့မရဘူးကျန်တဲ့ဟာတွေ intellectual နော်အ spiritual နော်ပြီးလို့ရှိရင်ဒီ occupational နော် nutritional ကျန်တဲ့ဟာတွေအလုံးကိုပါ360 awareness ဆိုတဲ့ဟာမျိုးတွေပြီးရအကုန်လုံးနားလည်လာရသိလာရတော့မယ်ပုံစံ န်ဖြစ်တယ် fitness ဆိုလို့ရှိရင်လည်းပြီးတော့လေ့ကျင့်ခန်းလုပ်နေတာကြီးပဲသိလို့မရတော့ဘူး nutrition နဲ့ဘယ်လိုလိုက်ရမလဲ sleeping pattern ဘယ်လိုလိုက်ရမလဲเนาะကိုယ့်ရဲ့ဒီ habit behavior changing ဘယ်လိုလုပ်မလဲပေါ့เนาะပြီးတော့ဒီ health coaching မှာဆိုလို့ရှိရင်အဓိကတော့ BC ကိုနဲ့ပြီးလို့ရှိရင် behavior changing approach ပေါ့နော်တဆင့်ပြီးတဆင့်ဘယ်လိုသွားမလဲဆိုတာရယ်ပြီးတော့ hatch နဲ့ဒီ chronic disease prevention ဆိုတဲ့ဟာလေးတွေ protection လေးတွေကိုအများကြီးပါဝင်တယ်ပေါ့နော်ဒီစီချိုသွေးတို့နှလုံးအာသွေးတို့ဘာညာပေါ့အဲ့လိုပုံစံမျိုးလေးတွေနဲ့ဒီ cholesterol မြင့်တက်တာတွေပေါ့နော်ပြီးလို့ရှင်နောက်တစ်ခု arthritis ပေါ့နော် room အာ AOA ပေါ့ osteoporosis နဲ့ပတ်သက်တဲ့ဟာတွေပြီးလို့ရှင် rheumatoid arthritis ပေါ့နော်ဒီအမ် အယိုးကြီးပေါင်းအာကြီးပေါင်းမျိုးမျိုးပေါ့နော်ပြီးလို့ရှိရင်လေးဘက်နာပေါ့ခေါက်ပေါ့အဲ့လိုမျိုးဟာတွေမဖြစ်လာအောင်ကိုယ့်ရဲ့ညီထွေးချင်းကိုဘလို့ပြီးလို့ဟို flexible ဖြစ်အောင်ပေါ့နော် maintain ဘယ်လိုလုပ်သွားမလဲကိုယ့်ရဲ့ life မှာကိုယ့်နဲ့အဆင်ပြေတဲ့ routine လေးတွေဘယ်လို ending လုပ်သွားမလဲကိုယ့်ရဲ့ဒီ healthy မဖြစ်တဲ့ behavior လေးတွေကို healthy ဖြစ်တဲ့ behavior ဖြစ်အောင်ဘယ်လို changes လုပ်သွားမလဲပေါ့ changes လုပ်တဲ့နေရာမှာလည်းပြီးတော့ရုပ်တရက်ကြီး plan ခနဲ့လက်ခနဲ့လောက်တာမျိုးမဟုတ်ပဲနဲ့တဆင်ပြေတဆင်ဘယ်လိုလုပ်ပြီးတော့ training habits ကနေပြီးတော့ base habits ကို one person everyday ဆိုတဲ့ပုံစံမျိုးလေးနဲ့ပြီးတော့ဘယ်လိုလုပ်ပြီးတော့ preparations ကို step by step ပေါ့နော်ဒီ four step ရှိတယ်ပေါ့နော်ပြီးတော့မှာဆိုလို့ရှိရင် pre contemplation contemplation preparation action maintenance ဆိုပြီးတော့အဲ့ဒီ step by step သွားတဲ့အချိန်မှာ printing contemplation ကြတော့အကျန်းဖြစ်နေမှရှင်းပြရမယ်ဆိုလို့ရှိရင်ကိုကခုနလိုမျိုးပြရမနေ့စဉ်မွေးကားဆိုင်ရမှရတယ်မွေးကားသည်လူကိုဘာဖြစ်စေလဲဆိုတဲ့ဟာကိုမသိဘူး contemplation မှာကျတော့သိသွားပြီဘာဖြစ်စေလဲဆိုတဲ့ခါကျတော့အာ high um glycemic index ဖြစ်စေတယ်เนาะပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ခန္ဓာကိုယ်ဟို protein ဖြစ်တဲ့ စင်တန်နေအာပြီးလို့ရှိရင်သူ့မှာသုံးထားတဲ့ following melanin အဲ့လိုမျိုးတွေပေါ့နော်ခန္ဓာကိုယ်ထဲမှာအာ immune system ကိုလိုက်ပြီးတော့ fight လုပ်နိုင်တဲ့ chemical တွေပါဝင်တဲ့ဟာမျိုးတွေကိုပြီးတော့ awareness ဖြစ်သွားတယ်ဒါပေမဲ့ဘယ်လိုချောင်းချင်းရမှာမသိဘူးဆိုတဲ့ဟာမျိုးတွေကိုပြီးတော့ preparation step by step ဘယ်လိုသွားမလဲ action ဘယ်လိုယူမလဲ maintenance ဆက်လက်ပြီးတော့ဘယ်လိုထိန်းသွားမလဲဆိုတဲ့ဟာလေးတွေကို BC behavior changes မှာအမျိုးတစ်ဆင့်ပြီးတစ်ဆင့်ပြသပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ရှင် awareness ပေါ့နော်အဲ့တော့ဒီနေ့ပြပြသွားတာလည်းအများကြီးဖြစ်သွားပြီဒီတော့ အားလုံးလည်းရှင်းပြီထင်ပါတယ်ပြီးဒီ YouTube channel လေးကို introduction လုပ်ရတဲ့ရွယ်ချက်ကဒီလိုပါပဲ fitness နဲ့အသိပညာဘူးဒုတာတွေကိုအစစ်အမှန် knowledge အစစ်တွေကိုပေးချင်လို့ဖြစ်တယ် like လုပ်တဲ့လူတွေပြီးရ YouTube channel လေးကို subscribe like and notification နှိပ်ထားပေးဖို့မမေ့ပါနဲ့နော်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးဒီလိုမျိုးအနှစ်ပါရအပြည့်ရှိတဲ့စာတွေစကားလုံးတွေအာ video တွေအားလုံးကိုပဲသိရှိနားလည်တစ်ဆင့်ဟိုပြောမှဆိုလို့ရှိရင်ဒီကဘာကြီးမှာဖြစ်ပျက်နေတဲ့ health and wellness fitness ဆိုတဲ့ဟာကို အဲသူများအနေနဲ့နောက်ကြကြံခဲ့ပြီးမဟုတ်ပဲねလုံးဝတဒန်းကြီးတချိန်နဲ့တပြင်းကြီးဒီ modern အာ latest အာနိပညာတွေเนาะပြီးလို့ရှိရင်ဒီဝေးတွေเนาะအဲ့ဒါ methods တွေကိုပြီးကားဒီ YouTube channel တွေကနေတဆင့်ပြန်လည်ပြီးတော့အားလုံးကိုမျှဝေတော်မှာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင် thank you so much see you bye